အမျိုးသမီးများဆိုဟာအင်မတန်သက်မှာကြပါတယ်။ကျမဒီဗီဒီယိုလေးကနေပြီးတော့မှအမျိုးသမီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာရဲ့စိတ်ပိုင်းဆိုင်ရာရဲ့မှာတာမဖို့အတွက်လိုအပ်တဲ့အချက်လေးကိုမျှဝေပေးချင်တာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ကြည့်ကြပါတယ်။ကျမတို့အမျိုးသမီးတွေဟာငယ်ဘဝကြီးပြင်းလာခဲ့တဲ့ကာလတစ်လျှောက်လုံးမှာကျမတို့ရဲ့ယဉ်ကျေးမှုတွေအစဉ်လာတွေစီမင်းစည်းကမ်းတွေကိုယ့်ရဲ့မွေးလာတဲ့ဗီဇသဘောတဘာဝတွေဒီလိုအရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။ ကန့်သက်ချက်တွေနဲ့ကျွန်တော်ကြီးပြင်းလာခဲ့ရတယ်။အမျိုးသမီးတွေအတွက်ကန့်သက်ထားတဲ့နေရာတွေရှိရင်အမျိုးသမီးတွေအတွက်ကန့်သက်ထားတဲ့စံနှုန်းတွေရှိရင်စသဖြင့်ပေါ့နော်။ဒီလိုမျိုးတွေကြီးပြင်းလာခဲ့ရတော့အမျိုးသမီးအများစုဟာကိုကိုကိုအားနေတယ်လို့ထင်ကြတယ်ပေါ့။အဲ့ကျွန်တော်တို့အမျိုးသမီးတွေကအိမ်အောင်ပြုတ်တဲ့အခါမှာကိုယ့်ရဲ့အိမ်အောင်ဖက်အဲ့ဒီကနေတစဉ်အိမ်အောင်ဖက်ရဲ့မိဘဆွေမျိုးတိုင်းဝိုင်းနေနဲ့ပတ်သက်တဲ့ကောင်းချင်းဆိုးချင်းလူမှုရေးကိစ္စအဝဝမှာလဲကျွန်တော်တို့ကကောင်းကောင်း manage လုပ်ရတယ် handle လုပ်ရတယ် ဒီလိုပဲသားသမီးတွေရလာတဲ့အခါမှာလည်းဒီဘက်ခင်မှာဆိုရင်ကျမတို့ parenting အုတ်ထင်းတဲ့ပုံစံတွေဒါတွေလေ့လာပြီးတော့မှမိဘတွေဟာသားသမီးကိုအကောင်းဆုံးပြုစုပြောင်းထောင်ကြရတယ်။ဝေယဝဆာအနေနဲ့ဆိုလို့ရှိရင်ကျမတို့အိမ်မူကိစ္စတွေရှိမင်းချက်ရေးပြုတ်ပြီးအစားအသောက်ပိုင်းစီစဉ်ပေးရတာမိသားစုဝင်တွေအားလုံးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စီမံပေးရတာ financial management လုပ်ပေးရတာနောက်တစ်ခုကကျမတို့အိမ်မှာအတူနေတဲ့မိဘတွေဘိုးဘွားတွေရှိမယ်ဆိုလို့ရှိရင်သူတို့အတွက်လည်းကျမတို့စောင့်ရှောက်ပေးရတာစသဖြင့်ပေါ့နော်ဒီလိုအရာတွေကို ိစ္စအများကြီးကိုကျမတို့ကနေ့တနေ့တနေ့မှာပေါ့နော်ဒါတွေကိုအလင်းမီအောင်ပြီးမြောက်အောင် time management လည်း immediate နိုင်နေနေအလုပ်အများကြီးကိုလည်းတတောက်တတောက်နဲ့ multitasking ကောင်းကောင်းနဲ့လုပ်နိုင်နေဆိုတာရှိပါတယ်။ဒါပေမဲ့တချို့အမျိုးသမီးတွေကကြတော့အာကျမတို့ကမလုပ်နိုင်ဘူးကိုကိုကို enough မဖြစ်ဘူးလို့ခံစားနေရတာတွေရတယ်ပေါ့နော်။အဲ့တော့ကျမတို့အမျိုးသမီးတွေကကိုတွေးထားတာထက်ကိုစဉ်းစားထားတာထက်ကျမတို့ကအများကြီးပို့ပြီးတော့တတ်မှာပါတယ်။ ဒါကရုပ်ပိုင်းဆိုင်ရာအဖြစ်ပေါ့နော်ဆိုတော့စိတ်ပိုင်းဆိုင်ရာအဖြစ်ဆိုလို့ရှိရင်လေအာအများကြီးပေါ့နော်ဘဝမှာကြုံလာတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်မိသားစုရေးကိစ္စတွေပဲဖြစ်ဖြစ်ညာဘဝဖြစ်တော်တော်များများမှာအာစောင့်ထိန်နိုင်မှုတိခံနိုင်မှုစသဖြင့်ဒီလိုမျိုးစိတ်တွေအခြေအနေတွေအားလုံးကလည်းအမျိုးသမီးတွေမှာတော်တော်များများကောင်းတာကိုတွေ့ရပါတယ်ဒါကြောင့်ကျမတို့က ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအားဖြင့်ပို့ပြီးတော့မှတက်မှာဖို့အတွက်ပေါ့နော်ကျမတို့အတွက်ဘာလေးတွေလိုအပ်မလဲဆိုလို့ရှိရင်ကျမတို့ရုပ်ပိုင်းဆိုင်ရာအတွက်ဆိုလို့ရှိရင်ကိုကိုကိုပေါ့နော်တကယ့်ကိုစစ်စစ်မှန်မှန်နဲ့ချစ်ညံ့လို့ရဲ့ self love ကိုကျမထူထောင်စေချင်ပါတယ်ကျမတို့အရှိမဝေယဝစ္စာတွေလုပ်ပြီးတယ်စသဖြင့်ပေါ့နော်ကိစ္စတော်တော်များများကကျမတို့မိသားစုဝင်တွေကိုအင်မတန်ရှည်တန်းတင်နေမိသားစုဝင်တွေရဲ့အကျိုးစီးပွားကိုလုပ်ပေးတာအရှင်ပေါ့နော်အမျိုးသမီးအများစုမှာကိုယ့်ရဲ့ အကျိုးစီးပွားပဲဖြစ်ဖြစ်ကိုယ့်ရဲ့တကူရေးကိစ္စတွေတကူရေးအချိန်တွေပဲဖြစ်ကျမတို့ကအမြဲတမ်းနောက်ကိုရွှေ့ရွှေ့ပြစ်လိုက်ကြတာများတယ်ပေါ့အဲ့တော့ကြာလာတော့ဓာမျိုးတွေလှုပ်ရင်းလှုပ်ရင်းနေကိုယ့်အတွက်ဆိုရဲနေရာလေးတစ်ခုကိုဘာကြိုက်လဲကိုဘာမကြိုက်လဲဆိုရဲအခြေအနေတွေကိုကျမတို့မသိနိုင်တော့ဘူးပေါ့နော်အဲ့တော့ကိုကိုကိုတကယ်ကိုစစ်စစ်မှန်မှန်ချစ်တဲ့ self love ကျမတို့မှာမရှိတော့လို့ရှိရင်ကျန်တဲ့မိသားစုဝင်အယောက်စီတိုင်းကိုကျမတို့ကောင်းကောင်းချစ်ပေးနိုင်မှုကောင်းကောင်း treat လုပ်ပေးနိုင်မှုဟာအင်မတန်အားနည်းသွားတာတွေ့ရပါတယ် ။ဒါကြောင့်ကိုကိုကိုခနာကိုကျမ်းမာဖို့အတွက်ကိုလည်းလှူရှားမှုတွေအလန်းလျှောက်တာမျိုးဒါမျိုးတွေလှောက်တာမျိုးကိုယ်ခန္ဓာကိုယ်လေးကိုထည့်မယ်အစားအသောက်တွေကို healthy ဖြစ်တဲ့ကျွမ်းမာတဲ့အစားအစာတွေရွေးစားတာမျိုးကိုယ့်အတွက်အချိန်လေးတစ်ခုပေးတာမျိုးစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီလိုအရာလေးတွေကိုထူထောင်ပြီးလုပ်ပေးခြင်းအပြင်ဘဝမှာကိုချစ်တဲ့သူတွေနဲ့အာတကယ့်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျမတို့အချိန်ကာလတစ်ခုဖြတ်တန်းနိုင်မှာဖြစ်တယ်မဟုတ်လို့ရှိရင်ကျမတို့နေ့တူတူကဒါဒါဒါပဲဖြတ်တန်းနေရတဲ့အချိန်မှာ ကိုယ်စိတ်မပါဘူးစိတ်ပျော်မနေဘူး အဲ့လိုအခြေအနေမျိုးစီကျွန်တော်တို့မိသားစုဝင်တွေအပေါ်မှာပုံချတတ်တဲ့စိတ်မျိုးစိတ်မရှိတော့တာမျိုးဒါမျိုးဖြစ်စည်းမှုတွေအမျိုးသမီးတွေမှာကြုံလာရနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလေမိသားစုဝင်တွေကမိသားစုဝင်တယောက်ပဲအဲ့ဒီအတွက်ကြောင့်မို့လို့ကိုကိုကိုအရင်ချစ်ပေးခြင်းအပြင်ဂျန်တဲ့မိသားစုဝင်တွေလို့ကျွန်တော်တို့အများကြီးချစ်ပေးလာနိုင်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလေးတွေအယိုးဆုံး self love လေးကိုထူထောင်စေချင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့က multitasking ရဲ့အားကောင်းတဲ့အတွက် mindful ပေါ့နော်အဲတစ်ချိန်မှာတစ်ခုပဲလုပ်မယ်တတိလေးကပ်ပြီးလုပ်တဲ့အရာ ာလေးကိုတမာတိလေးထူထောင်စီခြင်းပါတယ်ဒီအရာကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အင်မတန်အထောက်အကူပြုတဲ့အရာဖြစ်ပါတယ်ကျမတို့တော်တော်များများကမိဖို့တိုက်နေရင်းနဲ့လည်းတရားနာတာမျိုး focus နားထောင်တာမျိုးစသဖြင့်ပေါ့နော်ဒီချိန်ထဲမှာ၃လေးခုလုံးနေတာဖြစ်တဲ့အတွက်လုံနိုင်နေရလဲရှိရပေါ့နော်ဒါကြောင့်မို့လို့ကျမတို့က တစ်ချိန်မှာတစ်စိတ်ပဲဒီအရာလေးကိုပဲအာယုံလေးစူးစိုက်တဲ့အရာမျိုးကိုထူထောင်စီခြင်းနဲ့အသက်ရှူလေးချိန်ကနေလှုပ်တာမျိုးကိုကိုကိုပြန်လဲသုံးသက်တဲ့ reflection တွေလှုပ်တာမျိုးနောက်တစ်ခုကတော့တရားထိုင်တာပေါ့เนาะများသောအားဖြင့်တရားထိုင်ကြတဲ့သူတွေရှိရဆိုရင်လည်းတရားထိုင်ခြင်းကနေလေကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းဖို့ကိုယ့်ရဲ့စိတ်ကလေးကိုအာတန်မာဖို့အတွက်ကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာညှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုကိုကိုချစ်တဲ့ self love ထူထောင်မှုရဲ့ mindful ထူထောင်မှုရဲ့ကိုညှဝေပေးခြင်းတာဖြစ်ပါတယ် အဲ့တော့အမျိုးသမီးအများစုဟာကိုထင်ထားတာတည်းအများကြီးတန်ပါပါတယ်လို့ appreciate လုပ်ရင်းနဲ့ကျွန်မဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။ကျွန်မကတော့လူတွေရဲ့ဘဝမှာကောင်းမွန်တဲ့ကိုယ့်ရဲ့အတွင်းစိတ်အေးချမ်းမှု inner peace တွေကိုယ့်ရဲ့လူမှုရေးကဏ္ဍ relationship တွေဒီအရာတွေမှာလူတွေကိုနှစ်သိမ့်ဆွေးနွေးပေးတာမျိုးကိုယ့်အတွင်းထဲကစိတ်တန်ရာတွေကိုပူစားပေးတာမျိုးဒီအရာတွေကိုမျှဝေပေးနေရဲ့ life coach and energy healer ပိုးကြီးပဲဖြစ်ပါတယ်။